တမတော်ရာရှိဟောင်းတယောက်ရဲ့ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့တော်တွင်အတွေ့အကြုံများတဲ့ကအင်မတန်မှ ရှားပါတဲ့ပြရပစ္စည်းဒဇင်နီးဆိုတဲ့ခြံကိုပြောချင်တယ်ဗျဒဇင်နီးဆိုတာဟာ ထိုင်းလူမျိုးတွေကဓာပီတုတ်ပီတနက်ပီကာယလက်ဖွဲ့ပြရအဆောင်အရန်ကိုတန်ဖိုးထားပါလေသုံးတက်တဲ့ဆရာလေးတို့တော့တကယ်ကို စေးပါပဲဒီအဖြစ်ကိုပြန်ပြောရမယ်ဆိုရင်တော့ 1992ကတဲ့အဲ့အရာရှိဟာတက်ကနေအငိမ့်သားမယူခင်ဘိမ့်မြို့မှာရှိတဲ့ချီလင်တရင်တရင်မှာတာဝန်ကြဘူးတယ်ဆိုပါတယ်အဲ့အရာရှိရဲ့တက်ခွဲဟာတနင်္သာရီတိုင်းမောတော်မှာနယ်မြေလုံးကြုံရေးတာဝန်ထမ်းဆောင်ရတော့ဘိတ်ကနေတနင်္သာရီကိုတနင်္သာရီမြေတိုင်းဆက်လေတဲ့မော်တော်တွေနဲ့သွားရတာပေါ့တနင်္သာရီရောက်တော့တစ်ဖက်ကောင်းကူချီလင်ခီးနဲ့6မိုင်ခွဲတကြက်ရွာလမ်းဆောင်ညောင်ပင်ခွင်းရွာကြီးပြီးတော့အင်္ဂလိပ်ခေတ်ကခဲမိုင်းဖြစ်ခဲ့တဲ့ ။သဘောအလေးရွာကိုဖြတ်၊ကျိန်ချောင်းဖောင်စိတ်တဲဖြူချောင်းကိုဖြတ်ပြီးရင်မောတောင်ကိုရောက်ပြီးဟိုဘက်ကတော့ထိုင်းနိုင်ငံပေါ့။အဲ့ဒီရာရှိဦးစီးရဲ့တက်စိတ်တစိတ်ကိုတဲ့တက်ခွဲမှုကတဲဖြူချောင်းသားမှာနေရာချပေးပါလေ။မန္တလေးနာနဲ့စကန်းသောတောင်ဝင်တန်ရှင်းတောင်ဝင်လုံကျွေးတောင်ဝင်နေပြီးပြီးတော့တောင်ဝင်ရှိတဲ့သူစီနေတိုင်းတည်နေပေါ့ပါလေ။လန်တချောင်းမှာကျွန်းပြင်ကတူတင်ယာအင်ဂျင်ဘရောက်ဝင်လူလေးဘက်လောက်ရှိတဲ့ဖြောင်စင်းနေတဲ့ကရင်ကညင်ပီကြီးတွေက တောကအုံမိုင်းနေပါလေ။ဝုံဝုံလေးကြားလေးတောဝက်လေးစူးစူးညံ့အော်နေတဲ့မြောင်လွဲကျော်အုပ်တွေလည်းရှိပါလေ။အပြင်မှာဘလောက်ကြီးပြီးရှေးလဲတော့မသိပါဘူး။ဖုံထူနေတဲ့ကားလန့်ကိုဖြတ်သွားတာဝမ်ဘက်ရောက်ကိုတိုင်ကျင်ရင်ကြောင်ကျော်ရှိတဲ့မြွေကြီးတွေလည်းရှိပါလေ။စခန်းနားမှာလဲနေတဲ့သစ်ပင်တွေကိုခုတ်ထစ်မီးမွေးတော့အနက်ကစူးပြီးမှွေးနေလို့တေချာကြည့်တော့တောင်နှံကြီးပြဖြစ်နေပါလေ။ဒီနေ့သူတို့စခန်းချနေတဲ့နေရာနဲ့အိတ်မဝေးတဲ့နေရာကကင်းကြီးပင်ကြီးကို ိုကြည့်ဒီကြီးနဲ့အမှတ်တမဲ့မော်ကြည့်လိုက်တော့လက်လက်ဆက်ဆက်သွေးတန်ရဲ့ရဲ့အမဲသားတတော်ကြီးချိတ်ထားသလိုစူးစူးရဲနဲ့ညီရဲနေတဲ့တက်ခွပန်းလာသစဉ်ပန်းလာမသိအုတ်လိုက်ကြီးပွင့်နေပါလေဒါနဲ့အစိတ်တွေတွေ့လိုက်ဟာဒါတန်မိုးရှိမယ်ထင်တယ်ချက်ချင်းတက်ပြီးတော့ခူးကျင်စိတ်ပေါ်ပေမဲ့အုံးပင်ထန်နှစ်ပြန်လောက်မြင်တဲ့ကရင်ပင်ကြီးကိုတက်ဖို့ဆိုတာလေကားမရှိကြိုးမရှိဘာမှလုံးလို့မရပါဘူးဘာလို့လို့ရမှမသိအမလို့အမရဖြစ်ပြီးဒီနေ့ငါးကောက်လောက်သွားကြည့်ဖြစ်တဲ့ ။ဒီနေ့တားကောင် ပြေဖို့တောလဲသွားရင်လူချေအားတွေ့လို့ချေအားတိုင်းလိုက်တော့9ရင်6ရင်လောက်ပဲရှိတဲ့မြေပုံတဲမောင်ပါတဲ့ရွာပုံလေးတွေအောင်သွားတွေ့ပါလေ။တယောက်ချင်းတော့အဲ့ဒီမှာနေတဲ့လူတွေကကြောက်လန့်ထွက်ပြေးတာပေါ့။ဒါပေမဲ့တယောက်ထဲလာတာရေပြုံးပြုံးရွှေရွှေနဲ့စကားပြောတော့နောက်တော့ခင်မင်သွားပါလေ။အဲ့ဒီရွာတွေကအင်တိန်ကမုတ်ဆိုးအိမ်ပြအဲ့ဒီအိမ်မှာစက်ဂျိုတွေတောဝက်ဆွဲတွေဒူးလေးတွေအမဲလိုက်တဲ့တူမီသနက်ချိန်ကြိုက်တဲ့ချိတ်ထားပါတယ် မေကြီးတော့တဲ့အဖေကထိုင်းလူမျိုးအမေကမြန်မာလူမျိုးတဲ့မြန်မာစကားကျွန်းကျင်ပြောတဲ့ထိုင်းမြန်မာကားပြားကိုအောင်မြင့်ဆိုတဲ့မဟုတ်ဆိုနဲ့ခင်သွားတာပေါ့ဗျာဒါနဲ့ကိုအောင်မြင့်ကိုအဲ့တည်းရရှိကမြင်ခဲ့တဲ့သဇင်းကြီးအကြောင်းပြောတာနဲ့ချက်ချင်းကြီးကိုကိုအောင်မြင့်ဟာပလိုင်းထဲမှာဓာတ်ပေါက်စိန်တန်စုကျိုးကွေတွေယူတန်းလိုက်ပါရောဗျာတွေ့တဲ့အဲ့ဒီနီးရဲ့သဇင်းကြီးတွေ့တယ်ဆိုတော့ကင်းကြီးမြို့ရောက်တော့မောကြီးတော့ ပဲရောက်တော့မှမသိဘူးပြောအဲ့ဒီနေရာမှာထင်ရရလို့ကတ်ထားတဲ့အဖြူကွက်ကြီးပဲရှိတော့တယ်ပလတ်စတာခွာလိုက်တော့အဖြူကွက်ကြီးပြဇင်းကြီးကပြောက်သွားတယ်လေများတိုက်လို့များပြုတ်ကြသလားဒါနဲ့တပင်ပေးပဲညာလိုက်ကြည့်တော့လဲဘာမှမတွေ့ဘူးလွင့်ထွက်သွားရအောင်လဲလေလဲမတိုက်မိုးလဲမရွာဒါနဲ့ရဲဘော်တွေမကြည့်တော့လဲဘယ်သူမှမသိဘူးဒါနဲ့မိုးဆိုးကွာအောင်မြင်ကိုအာအဲ့ဒီနီနီရဲရဲနဲ့ဗျာဘာပွင့်ကြီးမှမသိဘူး ၃လလောက်နေ့တိုင်းတွေ့နေရတာဗျာဒီနေ့မှခမ ्याओं ကိုခေါ်တာတော့ဘာလို့ထရူဆန်ပျောက်သွားရတာလဲဗျာလို့ပြောတော့သူကအတွေ့အကြုံရှိတယ်ဗျာအာဒါပိုင်ရဆန်ဒီကဘူကြီးနဲ့ထိုက်တယ်လို့ဘူကြီးကိုပြတာသူများကိုပြောလို့ပြလို့မရဘူးဗျာကြားဘူးမှာပေါ့အိမ်မထဲမှာတိုက်ကနေနင့်ရွှေပေးမယ်ဘယ်နေရာမှာမနဲ့စောစောလူမမြင်ခင်လာတူးလို့ဘာလို့တိကျပြောတာကြောက်ပြီးဖောက်ခေါ်တူးတော့ရွှေမတွေ့မိသွေးကလေးပဲတွေ့ရတဲ့အကြောင်းလေ အခုဘိုးကြီးတွေ့တာတံပိုးဖြစ်မရတဲ့သစင်းနီးပင်ပြဒီတိုင်းယူလို့မရဘူးကရော့ပွဲနဲ့တင်မြောက်ရတယ်အင်းဖြောင်းနိုင်နေပါတယ်ထွန်းရတယ်အခုတော့တခြားနေရာကိုပြန်သွားပြီပေါ့နေပါအောင်ကိုအောင်မင်းကခမားပြောတဲ့သစင်းနီးကပြန်နေဆိုတာဟုတ်ပါမလားအာဟုတ်တာဘောဆရာရဲ့မြေကြီးကလည်းကြောက်ဆောင်ပေါ်တဲ့ပြန်တပီးပေါက်တဲ့ဝပြန်လို့သစ်ပြန်လို့ဆိုတာအမဲလိုက်သမားနဲ့အများဆုံးတွေ့ဖူးကြတယ်ဗျအဲ့မှာတတိတစ်ခုရလိုက်တယ်ငငယ်ကဖတ်ဖူးတဲ့ ဂမ်ဘီယာအကြောင်းတွေရေးတဲ့ရဲဘော်သုံးကြီးအဖွဲ့ဝင်ဘူတာယာရေးတဲ့စာအုပ်ထဲမှာတောင်းတဲ့ထဲကသွင်းဘော်ကဒဇင်ကြီးတွေ့လို့တက်ခူတာတပင်ကလေးတပင်ကိုပြန်တက်သွားတဲ့အကြောင်းတွေဖတ်ဖူးမိလိုက်တယ်ဒီသစဉ်ဘယ်နေရာလေးမှာသုံးတာလဲကိုအောင်မြင်အဲ့ဒီသစဉ်ဒီပိုင်တဲ့လူရဲ့ဆိုင်တွေကရောင်းတဲ့ပစ္စည်းကောင်းကောင်းမကောင်းကောင်းဝဲသူအမြဲပြည့်နေတာအဲ့ဒါအပြင်ပြရအစွမ်းနဲ့အရန်ကောင်းတာအဲ့သူ့ကိုဘယ်လိုစမ်းသက်တာလဲဆိုတော့ ိုအောင်မြင့်ကကျွန်တော်တဲ့ဒဇင်းနီဥတလုံးကိုပွဲစားလို့တော့တခါကြုံဘူးတယ်တဲ့ဝယ်မဲ့သူကမောတော်နဲ့တိတ်မွေးတဲ့ဘတ်ဂျစ်ဆိုတဲ့ရွာကြီးတွေရအိမ်မှာတဲ့ကျွာလေက တိုင်မှာတဲ့တိုင်တိုင်ကိုတဲ့အဲဒဇင်းနီဥကိုဓာလေးနဲ့နည်းနည်းအရာပေးပြီးထွက်လာတဲ့အစည်းထုတ်ထားလိုက်တယ်အဲ့ဒီဓာတိုင်ကြီးကစားတော့ဆိုင်မှာပိုင်ရှင်ရောဝယ်သမားရောပွဲစားတွေရောထိုင်ပြီးကြည့်နေတယ်မကြဘူးဆရာကြီးဖြတ်သွားတဲ့သူမှန်သမျှအဲ့ဒဋ္ဌာန်ကရောက်တာနဲ့ထရူဆန်ဒဋ္ဌာန်ကိုလှမ်းကြံကြတာပဲတချို့သူတိုင်ကိုမော့ကြည့်ကြတယ် ရွာတွေကဖြတ်သွားတဲ့ကျွန်းတော်ခွေးစိတ်တကောင်းမကျန်တိုင်နာရောက်တဲ့ကြက်တိုက်ကိုနမ်းကြည့်ကြတယ်။ဒါနဲ့ဝယ်မဲ့ထောင်ကဲကသဘောကျပြီးကားပြင်မပြောတော့ရောင်းသမားငွေပဲယူသွားတယ်။ကျွန်တော်ကိုတွေးပါလေ။အရန်တန်ဖို့ကြည်ပါလေ။ဒီပါရင်ကျွန်တော်တွေးမိလိုက်ပါလေ။ဥရေတူးတော်ဒီလောက်တန်ဖို့ရှင်ရင်ငါတွေ့တာအုံလိုက်ကြီးပါလား။ဒါလေးသာငါလိုက်ရငါရလိုက်ရရင်ဆိုတဲ့အတွင်းနဲ့နောက်ပါစိတ်ကြောင့်ခေါင်းတော်မှာမှုသွားပါလေ။ဒူးတော်ချောင်းပြီးညွတ်ကြသွားပါလေ။အော်တစင်းနီတစင်းနီတစင်းနီတကယ်တော့ ကံပေးမှရတယ်ဆိုတဲ့သစဉ်ကြီးဟာအမှန်ပဲလားဆိုတာသိလိုက်ရပါလေကိုတွေ့ဇောဂနီဆိုတဲ့အကြောင်းကိုလည်းပြောချင်ပါတယ်တနည်းပေါ့ဆရာတပည့်တွေနယ်လက်ပရောက ကုနေတော့ခொနရသာသမီတွေကိုပတ်ထက်ဆရာတော်ဖရာပညာနဲ့ကုသကဲမနေတော့မော်လမြိုင်မြို့ခောင်းတဲ့နေရာမှာဗျရွာတရွာနာမည်မေ့နေပြီအဲ့ဒီရွာမှာမိတ်ဆွေတို့ရဲ့ဖိတ်ကြားချက်ရရောက်သွားပဲနောက်ပြီးတော့အဲ့မှာတဲခိုတဲခိုပြီးတော့ အတိုက်ခိုက်တွေဘာတွေကုသပေးနေတော့ဗျာနေလည်းကင်းလူနာပါလို့ဆွေမျိုးတွေအိမ်လိုက်လေတာဗောအိမ်ဒီမှာစကားပြောနေတော့ကရင်တင်တိုင်းအဟောင်းကြီးဝစ်ပြီးချင်းပလိုက်နဲ့ကရင်ကြီးတယောက်အိမ်ထဲဝင်လာပါလေအိမ်ရဲ့ဝင်ပြီးတော့ကျွန်တော်နဲ့တီးတဲ့ကျွန်တော်မိတ်ဆွေနဲ့စကားပြောနေတာဗောဗျာပြောပြောဆိုနေပါတီကကွန်ဆာကျင်တယ်လို့ဆိုပြီးတော့ကွန်ချင်းလေးဆွဲယူပြီးကွန်ထိုင်ရနေပါလေကျွန်တော်လည်းဧည့်သည်ဆိုတော့အမှတ်တမဲ့နဲ့ပါတီကွန်ရတာကြည့်နေပါလေ ကွန်ဂို6ရက်9ရက်လောက်ထပ်သုံးထုံးတုတ်စေးထက်ပစတဲ့ထိုးထင်ွားနေပါလေ။အခုတော့အလာဘာတလာဘာကျွန်တော်ကိုလည်းပြောပါလေ။စကားစမိပြောနေတော့ကွန်ဂို15ချက်ဝါပြီးဖာတီကြီးဟာထွေးလိုက်ဝါလိုက်နဲ့နှုတ်ဆက်ပြီးပြန်သွားပါလေ။သူပြန်သွားတော့မှသူကွန်ထွေးတဲ့နေရာကိုဘာမှမဟုတ်ကြည့်မိရင်လည်းကျွန်တော်အံ့အားသင့်သွားပါလေ။ပြုံးကနေထပြီးအဲ့ဒီနေရာသွားကြည့်မိတဲ့အထိပါ။ဘာကြောင့်လဲ။ဖာတီကြီးကွန်ထွေးထုတ်တာအားလုံးမြင်ပါဘက်ခနဲ့ဘက်ခနဲ့ပါ။ အဲ့ဒီနောက်ဝိုးဝါလုံးကြီးမှလေအခုကျတော့အဲ့ဒီကွန်ဘက်ကမရှိတော့ဘူးကျွန်တော်လဲဟိုရှာဒီရှာနဲ့ဟိုကြီးကြီးတော့အင်ရှင်ကိုကရိတ်မိပြီးညီလေးဘာရှာနေတာလဲပါတီရဲ့ကွန်ဘက်ထင်တယ်ဟုတ်တယ်ကိုမရှာနဲ့တော့ငါကြီးကွန်ဘက်ကဝလုံးတွေရောက်နေပြီအာမဖြစ်နိုင်တာဗျာပါတီကဒီဝလုံးကိုကွန်းတွင်းထိုးလိုက်တာကျွန်တော်တွေ့ပါလေငါကြီးမယုံရင်ခဏဆောင်သွားဆိုပြီးတော့ ချက်ချင်းဝါလုံးအစ်တလုံးယူအဲ့ဒီဝါလုံးနဲ့လဲရမှာပါလေပြီးတော့ဝါလုံးကိုပေါက်ဆိုင်နဲ့အင်းရှင်းမှာပေါက်ချပြလိုက်တော့ခွမ်းကနဲ့ထက်ချံခွဲပြီးကွန်ဘက်ကိုအထဲမှာတွေ့ရပါလေဒီတော့မှအင်းရှင်းကပြောပါလေပါတီကြီးကအဲ့ဒီလိုပဲကွာသူတနေ့ကိုကွန်း6ပိတ်တာလောက်စားတယ်တာမန်ဆိုရင်တော့မယုံနိုင်ကြပဲသူကတောထဲမှာနေတယ်ကွာကွန်းဆိုင်ပဲဆိုင်နဲ့ပြီးတော့ချင်းပလိုင်းကြီးရက်တယ်ကွာတယောက်ထင်းနေတာ သွင်းကိုလဲသွားရင်ရေနေခွက်မမရတာဒုတ်ောက်ခမ်းလို့ကောက်သွားရင်မွေဖြစ်တာဖြာနဲ့ဖင်ကတ်တာအမျိုးမျိုးကိုစတယ်ကွာဒါမဲ့အရေးကြောင်းဆိုရင်တော့သူ့အာကိုနေရတာပါရီကအကုန်ကူညီတယ်လေနောက်ပိုင်းတော့ကျွန်တော်လဲပါရီအိမ်ကိုသွားလဲဖြစ်ပါလေပါရီကိုစိတ်ဝင်စားတာလဲပါတာပေါ့လေနောက်မှသိရတာပါရီကြီးဟာစောကနီတဲ့လေမင်းဘွားကိုခေါင်းမှာခြုံပြီးခြုံနေတိုးတာနဲ့တမန်ချဆိုပြီးဖြစ်လာပါလေ ပညာစွမ်းထက်ပုံတွေကတော့စနဂျိုးဆင်ထားတဲ့စက်ဂျိုးဖနောက်တစ်ချက်ပေါ့ရုံနဲ့ပြည့်ပြည့်တယ်တဲ့စွမ်းလိုက်တဲ့စောကင်းဒီပညာပါဒါမဲ့လွတ်နှမျောစရာကလွတ်မြောက်ရလမ်းမရှိတဲ့အတွက်ကြောင့်အဝိဇ္ဇာဖြစ်တာဘဝကိုကုံဆုံးကြရပါတော့မယ်ဒီလိုအဝိဇ္ဇာဖြစ်ဖို့တော့မလွယ်ပါဘူးဖာတီကလည်းဘယ်ကနေဒီပညာကိုသင်ခဲ့လဲဆိုတာ မပြောပြပါဘူးပညာဆိုတာဟာဓာတ်တက်လက်ပမာပါပဲဓာတ်ကိုကောင်းတဲ့ဘက်မှာသုံးချမလားဆိုးတဲ့ဘက်မှာသုံးချမလား ဒါမှရှင်ပေါ်သာအဓိကမဖြစ်ပါလေ။ဒါဟာလွန်ခဲ့တဲ့နှစ်ပေါင်း50ကျော်ကဆရာကြီးတို့ရဲ့ကိုတွေ့ဖြစ်ရပါဆရာကြီးဟာခုချိန်ထိတက်ရှိထင်ရှားရှိနေပါသေးတယ်။